ရခိုင်ကမြို့နယ်၅ခုမှာစစ်ကောင်စီရဲ့ဂျက်လျင်ဒရုန်းအပါဝင်လက်နက်ကြီးပစ်ခတ်မှုကြောင့်တောင်ရက်အတွင်းတင်းဆုံသူနဲ့ဒဏ်ရာရရှိသူ43ဦးရှိခဲ့တယ်လို့ ULAA ရဲ့ထုတ်ပြန်ရှင်းရသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကနေ31ရက်နေ့အတွင်းရသေတောင်ဘုံနာကျွန်းပောက်တော်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်ကရဲသားနေထိုင်ရာနေရာတွေကိုစစ်ကောင်စီကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရသာ7ဦးတင်းဆုံပြီး32ဦးဒဏ်ရာရရှိခဲ့တာပါ။တင်းဆုံသူတွေထင်မှာ ကြောက်ဖြူမျိုးနေက6ဦးပုံနာကျော်မျိုးနေက4ဦးပောက်တော်မျိုးနေက2ဦးနဲ့ရသေးတော်မျိုးနေက2ဦးဖြစ်ပြီးအဲ့ဒီထဲမှာအမျိုးသမီး9ဦးနဲ့အမျိုးသား9ဦးအပါအဝင်ဆေးချင်းနဲ့အောက်ကလေးသူငယ်4ဦးပါဝင်ပါတယ်။ဒဏ်ရာရှိခဲ့သူတွေကတော့ကြောက်ဖြူမျိုးနေကဆေးချီဦးပုံနာကျော်မျိုးနေက9ဦးပောက်တော်မျိုးနေက2ဦးနဲ့ရသေးတော်မျိုးနေက2ဦးဖြစ်ပြီးဒီထဲမှာအမျိုးသား6 9ဦးနဲ့အမျိုးသမီး၄ဦးအပါအဝင်အသက်၈၀နှစ်အောက်ကလေးငယ်တအုပ်ပါဝင်နေတာကိုတွေ့ရပါတယ်။စစ်ကောင်စီဟာ မနေ့ကနင်းနဲ့စစ်တနားကြောအရှင်ခမ်းမှာပုံနာကျုံမြို့ပေါ်နဲ့ပန်းလာကြီးရော်ကိုလေရင်နဲ့ဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒေဆုံးတန်ရာရှိသူတစ်စီကျော်ရှိခဲ့ပါတယ်။ဒါ့အပြင် အော်တိုဘားလ30ရက်နေ့ကလည်းပုံနာကျုံမြို့ပေါ်နဲ့ကြောက်ဖြူမြို့နယ်ဇင်ချောင်းကြီးရော်ကိုလေရင်နဲ့ဘုံကြီးတိုက်ခိုက်ခဲ့တဲ့အပြင်ရေသေးတောင်မြို့နယ်ကိုပါဒရုန်းနဲ့ဘုံကြီးတိုက်ခိုက်ခဲ့တာကြောင့်ရဲသား30ဦးခန့်တန်ရာရှိခဲ့ကြတာပါ။ဒါပြင်ပေါတော်မျိုးနဲ့တောင်ညိုကြီးရော်ကိုအောက်တိုဘာ26ရက်နေ့မှာစစ်တွေကနေလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် က်၅နှစ်ရွယ်အမျိုးသမီးငယ်တဦးတည်ဆောင်ပြီးအမျိုးသား၂ဦးတန်ရရှိခဲ့ကြပါတယ်။စစ်ကောင်စီဟာအာရခတက်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလက်နေကြီးဒရုန်းနဲ့လေကြောင်းတိုက်ခတ်မှုတွေနေစဉ်ရဆက်လုံးနေတာကြောင့်လက်ရှိကာလကိုပြည်သူတွေအနေနဲ့အရင်ကထက်စည်ရည်တတိရှိကြဖို့ ULAA ကတတိပေးတိုက်တွန်းထားပါတယ်။ရခိုင်မျိုးသင်းတိုက်ပွဲစတင်ခဲ့တဲ့2023နိုဝင်ဘာလ13ရက်နေ့ကနေ2025စတင်ဘာလ30ရက်နေ့အထိစစ်ကောင်စီလက်ချက်ကြောင်းရဲသားတည်ဆုံသူ960နဲ့ ဒဏ်ရာရှိသူ2054ဦးရှိတယ်လို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကအောက်တိုဘာလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။